အခုလိုအကြောင်းရင်းကြောင့်မြောက်ဝတီ KK ပါကထွက်ပြေးနေကြရတဲ့မြန်မာလူသားများပရိသတ်များအားလုံးပဲမင်္ဂလာပါရှစ်ဒီရပိုင်းတွင်ဆိုရှယ်မီဒီယာမှာရောမြေပြင်သတင်းတွေမှာပါအရန်ကိုလှုပ်လှုပ်ရှားရှားဖြစ်နေတဲ့အကြောင်းအရာတစ်ခုရှိနေပါတယ်ဒါကတော့မြန်မာတိုင်းနယ်ဆက်မြောက်ဝတီမြို့ရဲ့အခြေအနေပါပဲ နောက်ဆုံးရရှိထားတဲ့သတင်းတွေအရမြောက်ရီမျိုးပေါ်မှာပုံမှန်မဟုတ်တဲ့လူအသွားအလာတွေထွက်ခွာမှုတွေအများပြားဖြစ်ပေါ်နေပြီးတော့အထူးသဖြင့်တော့မြောက်ရီမဲဆောင်နယ်စပ်ဂိတ်မှာလူတွေပြင်းထန်နေအောင်တန်းစီနေကြတယ်လို့သိရပါဗျ။ဒီလိုမျိုးမျိုးပေါ်ကနေလူတွေအစုလိုက်အပြုံလိုက်ထွက်ခွာနေရတဲ့အဓိကအကြောင်းရင်းကိုကျမတို့ခြေရခန့်ကြည့်လိုက်တဲ့အခါမှာဒါကကရင်ပြည်နယ်မှာအခြေစိုက်ထားတဲ့ KK ဘလို့ကြီးမားတဲ့လုပ်ငန်းခွင်ကြီးတွေကနေစတင်လာတာဖြစ်တယ်ဆိုတာတွေ့ရပါဗျ။ KK ဘလို့နေရာတွေဟာပုံမှန်ဆက်ရုံအလုပ်ရုံနေရာမဟုတ်ဘဲအငင်းဘွားဝေရာအွန်လိုင်းလုပ်ငန်း န်းခွင့်နေအဖြစ်နာမည်ကြီးနေတဲ့နေရာတွေဖြစ်ပါတယ်ဒီနေရာတွေမှာလောက်ကန်နေတဲ့လုပ်ငန်းတွေရဲ့သဘောတဘာဝကြောင့်နိုင်ငံတကာရဲ့အာရုံစိုက်မှုနဲ့ဖိအားပေးမှုတွေအများအပြားရှိနေကြရပါအခုနောက်ဆုံးအခြေအနေကအဲ့ဒီမိခိုးရောင်လုပ်ငန်းတွေအပေါ်မှာကြီးကြီးမားမားစစ်ဆေးမှုတွေစီကံတင်ကျပ်မှုတွေရှင်းလင်းမှုတွေမကြခင်လာတော့မယ်ဆိုတဲ့သတင်းတွေကအခိုင်အမာထွက်ပေါ်လာခဲ့ပါတယ်ဒီသတင်းတွေကြောင့်ပဲအဲ့ဒီဖောက်တဲမှာအဓိကလောက်ကန်နေကြတဲ့ဝန်ထမ်းတွေအထူးသဖြင့်နိုင်ငံခြားသားဝန်ထမ်းအများစုကကြိုတင်ပြီးတော့အစုလိုက်အပြုံလိုက်ရွှေပြောင်းထွက်ခွာနေကြတာဖြစ်ပါတ ယ်။သူတို့ဟာမြောက်ပြည်မျိုးကနေတစ်ဆယ်ထိုင်းနိုင်ငံမဲဆောက်ဘက်ကိုအဓိကဦးတည်ထွက်ပြေးနေကြပြီးတော့နေဆက်မှာထိုင်းဘက်ဝင်အမြောက်အများနဲ့ဖြတ်သန်းဖို့စူးစမ်းနေရရှိတယ်လို့သတင်းတွေမှာတွေ့နေရပါတယ်။ဒါပေမဲ့ဒီနေ့ကျွန်မအဓိကထောက်ပြပြောဆိုချင်တာကအဲ့ဒီနိုင်ငံသားတွေထွက်ပြေးသွားတဲ့နောက်ဆက်တွဲမှာအခက်အခဲတွေကြုံတွေ့ပြီးတော့ထွက်ပြေးနေကြရတယ်။ကျွန်မတို့မြန်မာလူသားတွေအကြောင်းပါပဲ။ဒီကေကေပါလိုနေရာကြီးတွေဟာသူပရသူမျိုးငယ်လေးတစ်မျိုးလိုတိစောက်ထားတာပါ။အထဲမှာလူပေါင်းထောင်ပေါင်းများစွာနေထိုင်လုပ်ကင်ကြပါရယ်။အဲ့ဒီတော့အဲ့ဒီ ိကဝန်ထမ်းတွေအဓိကဝန်ထမ်းတွေကိုမိခိုပြီးတော့ခွင့်လင့်ထားရတဲ့ဝန်ဆောင်မှုလုပ်ငန်းတွေအများကြီးရှိနေပါတယ်။ဥပမာပြောရရင်စားသောက်ဆိုင်တွေ၊ KTV တွေ၊အလားပြင်ဆိုင် Beauty Salon တွေ အနှိမ်ခန်းတွေအကုံဆုံးဆိုင်တွေဖြောပြေးနေရတွေပါဒီဝန်ဆောင်မှုလုပ်ငန်းတွေအလုံးကဖတ်ထဲကဝန်ထမ်းထောင်ပေါင်းများစွာရဲ့တုံးဆွေးမှုကပဲအဓိကအမိခိုရက်တည်နေရတာပါအခုအဓိကဝန်ထမ်းတွေနိုင်ငံသားတွေအကုန်လုံးကရုတ်တရက်ထွက်ပြေးသွားကြပြီဆိုတော့သူတို့ကိုအမိခိုနေရတဲ့စားသောက်ဆိုင်တွေ KTB တွေအလားပြင်ဆိုင်တွေအလုံးကချက်ချင်းဆိုသလိုဧည့်သည်လုံးဝမရှိတော့ပဲရပ်ဆိုင်းသွားရပါတယ်ဒီနောက်ဆက်တွေအကျိုးဆက်ကတော့အဲ့ဒီဝန်ဆောင်မှုလုပ်ငန်းတွေမှာအလုံးလုံးခံနေကြတဲ့ကျမတို့မြန်မာနိုင်ငံသားဝန်ထမ်းတွေစပွဲတို့စပုံမှုစပ ပညာသမားအနေသမောင်အယောင်းဝင်တန်း ချောင်းပေါင်းများစွာကတညာရင်းနဲ့ချက်ချင်းအလုံးလက်မဲ့ဖြစ်သွားကြတာပါသူတို့မိခိုနေရတဲ့လုပ်ငန်းခွင်ကြီးကလူမရှိတော့ပဲပိတ်လိုက်ပြီးလဲပက်လို့မရတော့ဘူးဆိုတာနဲ့သူတို့လည်းအဲ့ဒီနေရာမှာစက်နေလို့မဖြစ်နိုင်တော့ပါဘူးဒါကြောင့်အခုမြောက်ရီမြို့ပေါ်မှာပြည့်နှက်ပြီးတော့ထွက်လန်းရှာနေကြတယ်ဆိုတော့လူအုပ်ကြီးတွေမှာအဲ့ဒီ pop တွေကနေထွက်လာတဲ့နိုင်ငံသားတွေတစုရှိသလိုအဲ့ဒီ pop တွေကိုမိခိုနေရတဲ့စိုင်းတွေကနေအလုံးပြုတ်သွားလို့ကိုယ့်ရဲ့ကိုယ့်ရွာကိုပြန်ဖို့ဒါမှမဟုတ်တခြားနေရာမှာအလုံးသိရှာဖို့အတွက်ထွက်ခွာနေကြရတဲ့မြန်မာလူသားတွေက ာတစုဖြစ်နေပါတယ် တဟာတကယ်ကိုဆိုးရွားတဲ့တန်နေရပါပဲအတီးကအငင်းပွားဝဲလုပ်ငန်းတွေရဲ့နောက်ဆက်တွဲအကျိုးဆက်ကအဲ့ဒီနေရာတွေမှာရိုးရိုးသားသားဝန်ဆောင်မှုပေးပြီးတော့အတမွေးဝန်ဆောင်ပြုနေကြတဲ့မြန်မာလူသားတွေကိုအပြင်းထန်ဆုံးထိခိုက်စေခဲ့ရပါပဲလက်ရှိမှာတော့မြောက်ရီမဲဆောင်နေဆက်အခြေအနေကဒီကိစ္စကြောင့်တော်တော်လေးရှုပ်ထွေးလှုပ်ခတ်နေပြီးတော့အာဏာပိုင်တွေရဲ့နောက်ဆက်တွဲလှုပ်ဆောင်မှုတွေကိုအလုံးကစောင့်ကြည့်နေရတဲ့အခြေအနေဖြစ်ကြောင်းတင်ပြလိုက်ပါတယ်ဒီအခြေအနေပေါ်မှာပြည်သက်ကြီးတွေကဘယ်လိုသုံးသပ်ချင်ပါသလဲမြောက်ရီမှာတကယ်ဖြစ်ပျက်နေတဲ့အခြေအနေမှန်တွေကိုသိရှိထားရရှင်လဲမှတ်ချက်ပေးခဲ့ပါဦး ောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်